မင်္ဂလာပါချစ်တို့ရေ cooking with blessing ရာနေပြန်လဲကျဆူလိုက်ပါတယ်ကဲ မစားဘူးသေးဘူးဆိုရင်လေအခုမြင်မြန်သာချက်စားလိုက်တော့เนาะအရာကိုစားလို့ကောင်းတဲ့ကချင်ရိုးရာကြက်သားဆန်လော်ဟင်းလေးကိုဘယ်လိုဆိုရအသေးစိတ်လေးရှင်းပြထားပါရယ်ဒီကြက်သားဆန်လော်ဟင်းကိုလေသမင်းနဲ့ပဲတွဲဆဆဒီတိုင်းဆံပြုတ်လေးပဲတောက်တောက်အရာကိုစားလို့ကောင်းတာเนาะပြီးတော့မုံငင်းချင်တုံနေအသေးစိတ်လေးကိုပါပြောပြထားတာမလို့ like ဖက်တဲ့အစားစားဖြစ်လို့အခုပဲစတင်လိုက်ရအောင်လားချမစီရိုးရေ disco right now okay လိုအပ်တဲ့ပစ္စည်းတွေကတော့ကချင်းဆိုရင်တော့လေဒီမှာဖက်ဖယ်ရွက်တို့ပီရှာနန်နန်တို့ပင်စင်းတို့အမ်ပြီးတော့ချက်သွန်ဖြူချက်သွန်နင်းအနှဲငယ်မယုတ်တီတို့ဂျင်းတို့ပဲလိုအပ်ပါတယ်လို့ကဲဒီချက်မာလေးကိုလေပလက်ဆန်ဒီလိုမျိုးလေးတုံထားတာဒါနှစ်ကောင်ချက်မှာနှစ်ကောင်လေးပါလို့ကဲဂျင်းချက်သွန်ဖြူချက်သွန်နေနဲ့အနှဲငယ်လေးကိုထောင်းမယ်ပြီးတော့ရှမ်းနန်နာမိတ်ကိုပါထည့်ထောင်းလိုက်မယ် ပြင်ဖက်ဖယ်ရွက်ကိုဗာနနဲ့ထည့်ထောင်းမယ်။ပင်စင်းလေးကိုဗာနနဲ့ထည့်ထောင်းမယ်နော်။ဒီအလုံးရောသမအပြီးပြီးဆိုရင်လေထုံးစားအတိုင်းပဲစက်တာထဲမှာစက်တာဦးထဲမှာအလုံးပြင်ချပြင်းထောင်းထားတဲ့အစာပလာလေးရအလုံးကိုထဲမှာကချင်ရင်ချက်တယ်လို့ပါပဲနော်။ကြက်ကချင်ချင်းနဲ့ချက်စားဦးရဟုတ်အလိုပါပဲလို့အမစနုံးလေးနဲ့နဲ့ထင်မှာတော့ ဒီကချင်ရိုးရာဟင်ခအမုံပါဒီထဲမှာတစ်ချဘူးခေါက်တို့ပေါ့နော်အစုံပလုံးသူတို့ဟင်ခအမွေအချာပွားချောင်းမုံတို့ပါထည့်ထားတယ်ပြီးရင်ပြင်နန်းနန်းစိတ်လော်ထောင်းပြီးရင်ဒါကပွားချောင်းမုံလေးအဲ့ဒါပါထပ်ထည့်မယ်ပြီးတော့မရုပ်ကုံလေးနဲ့ဖြူပေးလိုက်မယ်ဒီစီလေးနဲ့ဇွန်လောက်ထည့်ပြီးဆိုရင်စီကတိတ်ထက်ဆောင်လို့ပြင်စားကိုလို့လောက်ထည့်ပြီးတော့မှပြဇာတ်တောင်းတော့အစားအတိအကျွမ်းမုံပါလို့တောင်းလေးကိုတုံထားလိုက်နော် ကြက်တောင်မကြိုက်ကြက်တောင်မကြိုက်ချုံမကြိုက်ချုံမထဲပေါ့နော်ကဲအဲ့တော့ကိုရောသမမွေးလိုက်မယ်ရောသမမွေးပြီးတော့မအဲ့မှာအဲဒီကတော့ခဏထောင်းထားရမျိုးဆိုဒီတိုင်းနဲ့ဆေးလိုက်ပါနဲ့အဲ့တော့ရေဖြောပြီးတော့မှဒီချောင်းမှာလေးလိုက်ပါအဆုံးကချင်ချက်ကတော့ share ကိုခုနေပါပြီเนาะကဲသူ့ကိုချက်ရင်ချက်ရင်နဲ့မှသူကဒီလိုမျိုးလေးအဲ့မှာတွေ့လာအကိုင်း အဲ့ဒီအကိုင်းကပင်စင်ကိုင်းလေးပါလို့မှုရောင်ထည့်ထားတာနော်အရွက်ကို ပိုထည့်လို့ရပါတယ်ဖက်ဖက်ရွက်တို့အဲဒီရှန်နန်နန်တို့ပိုထည့်ပါလို့ပြစောတောင်းနဲ့တောင်းနဲ့သွားချက်တာများနေရလေကဲအဲ့ဆိုဆန်ကိုယက်စမင်ဆန်နော်ဂျက်စမင်ဆန်ဆန်ပြိုလော်ပြရပါမယ်လို့ပြစောရဲအဲ့ဒါကအများကြီးချက်နှကောင်ချက်တဲ့ဆိုတော့အေးဆန်ကို၅ခွက်လောက်ရှိတယ်အဲ့ဒါကိုလော်ပြီးတော့မှပြစော ်လို့ကြိတ်လိုက်တယ်နည်းနည်းလေးမညာတင်ရလေးကြိတ်လိုက်တဲ့ဘောပါလို့ကဲဒီလိုမျိုးလေးအခြေအနေဆိုရင်တော့ပြန်ဆန်ရပါပြီเนาะကဲပြပါပြီဒီအခြေအနေလေးကဲတဲ့ဆိုရင်တော့ပြန်ဆန်တော့အခဏစက်သားအိုးကလည်းအတင်းအတင်းအမ်နည်းနည်းလေးချက်ထားပြီးပြီအဲ့ဒီမှာစပလင်စပလင်ထည့်ဖို့မိသွားတယ်ပြန်ဆန်အဲ့ဒါစပလင်ကို အထဲမှာမြုပ်ပြီးတော့မှခဏနေကြရင်ပြန်ထုတ်လိုက်မှာနော်အရာမွေးပါတယ်လို့ discipline ထဲချင်အပြင်လဲကဲဒါဆိုရင်ဒါလေးရမကြက်တကြက်လေးဖြစ်နေတဲ့အချိန်မှာအိုးကသေးနေတော့ပစံကလဲလိုက်တော့မှာနော်အိုးအကြီးကြီးထဲမှာလေးစံပြုတ်ချက်ပါမယ်လို့စက်သားဆန်လို့ဟင်ကဲဒီထဲစက်သားတွေထည့်ပြီးဆိုရင်စံပါခဏလော်ထားတဲ့စံလေးကိုပါ အလုံးထည့်ပြီးတော့မှအဲ့ဒါကိုခဏလေးစီအဲရောသမမွေးပေးလိုက် သူကဒီအစာပလာလေးတွေအရာတာလေးတွေကစံလုံးအထက်ထဲမှာအလုံးစိတ်ဝင်သွားတဲ့အထစ်ကိုအရင်ဥဆုံးလောပြီးတဲ့တဘောစီတပ်ပြီးတဲ့တဘောပဲကွယ်တဘောကကဲအလိုမျိုးလေးနည်းနည်းလေးချက်လိုက်မယ်ပြီးရင်ဒေပြားမှာနည်းနည်းလေးကတ်လာပြီးဆိုတဲ့အခြေအနေလောက်မှလေးပြည်စုံလို့ရေထည့်ရပါမယ်နော် အရာမိုက်ဒါချက်စားခြင်းနေရာကြပြီလေအဲ့နဲ့ကဲပိုပြီးတော့မှချိုးတော့အောင်လေပြောစရာမဝင်ကချက်တဲ့အခါမှာချက်တုံဥလေးပါထဲတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့ဒါကိုပြောစရာဥနှလုံးလောက်ကိုလေးတောင်ဆေးပြီးတော့မှထဲလိုက်တဲ့တောင်းပါပြန်ပြန်မှအဲသူလည်းတော်ပြီးလိုက်နည်းနည်းလေးပြီးရင်တော့ပြောစရာရေးထည့်ရပါမယ်နော်ကဲရေကိုမိမိကြိုက်ကြလို့ ဒီဆန်ကဒီဆန်ချင်းခွက်၅ခွက်ဆိုတော့လေတော်တော်များတာအများကြီးပဲလူ၁၀ယောက်အနည်းဆုံး၁၂ယောက်စားတော့အစီစားလို့ရတာအဝနော်တယောက်ကိုနှစ်ပွဲစီပွဲကြီးနှစ်ပွဲနှုန်းနဲ့စားလို့ရပါတယ်လို့ပြန်ရင်အများကြီးထည့်လိုက်တယ်ဘာဖြစ်လို့လဲဆိုရင်ဒီဆန်ပြုတ်ကရပြန်ပြီးတော့မှဖွားတက်လာမှလေအဲဆိုတော့ဒီလောက်မှအနေတော်လေးပဲ အယောင်ကိုစားလို့ကောင်းခဲ့ပါတယ်လို့အဲ့ဒီနေ့မှာကဲဖုံဖုံပြတော့မှကဲကဲပုံရင်းချင်းပုံရင်းချင်းချင်းနဲ့အတုတ်တဲ့မျိုးပြန်စံပြောပြမယ်နော်အဲ့ဒီပုံရင်းချင်းကိုမြင်ကြတဲ့ပုံရင်းချင်းတဲမှာချက်တွန်းမျိုးပပလီမရေးစီပြန်ရမှာတရားနဲ့แท้အဲနာမိတ်လေးแท้မြုပ်တီလေးแท้ပြီးတော့မှမိမိုင်းရောသမမွေလာအမကြာနေတက်တယ်ဆိုရင် အချုံမုတ်လေးထဲပေါ့ကျွန်တော်အချုံမုတ်မစားတဲ့အဲကြောင့်မို့အချုံမုတ်ကိုရှောင်ပါတကြားထဲပါတယ်လို့ကဲကြည့်ပါဦးပေါ့ပေါ့ကိုဆူနေတော့ပြီဆူနေပြီကဲကြည့်လိုက်ပါဦးချို့အဲ့ဆန်လုံးလေးတရားလေးသူကလော်ထားလိုက်တဲ့အဲကြောင့်မို့ပွေးနေရောတိလာအခုတောင်ဘိုက်တောင်ပြန်စားနေပြီအယောင်လေးကလည်းအရာလာတော့တွေ့လား ဒီစနွလေးပါနဲ့ထဲတော့သူအယောင်လေးပါအယောင်ဆွဲဆောင်မှုရှိနေရလေ။ကဲခဏခဏမွေးပေးဖို့တော့လိုတယ်။သူသူ့ကိုဒီလိုမျိုးအချင်းလေးဆိုရင်လေမင်းကိုရှော့ချလိုက်တော့နော်တော့ဝဲလောက်ရှော့ချမင်းအေးလေးနဲ့အကြာကြီးလေစမလို့တည်ထားပြရအောင်။နူးဤလာတဲ့အထီကိုလေတည်ထားပြမယ်နော်။ကဲအော်အယမ်းမိမိုက်နေပြီနော်။ စားချင်စရာကြီးဒီဆန်ဒီချက်တာဆန်လောဟင်းကလေဒီလားဓမင်းနဲ့ပဲတွေ့စားစားဒီတိုင်းပဲစားစားအရာကိုစားလို့ကောင်းတာအဲကျမအကူတွေကတော့ဓမင်းထည့်ပြီးမှပြန်စားကြတယ်ကဲနောက်ဆုံးစပလင်လေးကိုယူလိုက်တယ်နော်စပလင်ကသူ့အနှံ့လေးအဲဒီထဲမှာစိတ်ဝင်တော့ပြီဆိုရင်ယူလို့ရပဲစပလင်ကိုကဲမိကြည့်မယ်မိကြည့်မယ်ကဲမိကြည့်တော့တစ်ခါတည်းပါစားပလိုက်တော့ပါကဲ အဲ့ဆိုရင် plus zero စဖို့ပြင်ဆင်တော့မယ်ဝမ်းရှယ်ပဲနော်မဟိုအကြီးကြီးနဲ့ချက်ထားတော့နောင်နေမနဲ့အထီအောင်စလို့ရသေးတယ်အဲ့ဒါအကိုတို့ကဒီထဲမှာသမင်းပါထည့်စားတာ plus zero ကဒီတိုင်းဒီတိုင်းအလုတ်ကိုလေးပွဲကြီးကိုနှပွဲစားလိုက်တယ်ကဲဒီထဲမှာနန်းနန်းပင်ပင်ကိုယ်တိုင်လှုပ်ထားတဲ့ငရုတ်ငရုတ်တီးကြော် ပြီးရင်ကြက်သွန်ဖြူစီကျဲအရာမိမိုက်နေရောပဲအဲ့မှာကြက်သွန်နီစနီအဖတ်လေးထည့်လဲရတယ်နော်ကြက်သွန်နီစီကျဲအဖတ်ပြီးရင်ဒါအဓိကမယုတ်တိစိတ်လေးရဲ့ကြက်သွန်ရဲ့ဝေါဝင်းငင်းချင်တော့ရှယ်ပဲကဲစားလို့ရပါပြီဆက်ချပါဦးကဲနောက်ထပ်အကိုရီအမရဲ့အတွက်ကလည်းရှယ်ကိုခုခတ်နေပါတယ်လို့ကဲ လဲဆိုရင်စားပြပါတော့မယ်ဒီမှာအရာကိုစားလို့ကောင်းတယ်တကက်ဆွေမျိုးမေးနော်ဒါလေးစားလိုက်ပြီဆိုလေဘယ်စံပြုတ်ကမှမစားချင်မင်းနဲ့ဒါကြီးပဲချက်စားချင်နေတော့မှာချမိတ်စီရောတကယ်ရိုးရာဆိုပေမဲ့လည်းရိုးရာအစားစားဆိုပေမဲ့လည်းအရာကိုစားလို့ကောင်းတယ်နော်အဲ့ဒီနေ့တော့ကောင်းမှာပေါ့လုံးကိုစားခဲ့ရအေးပွဲကြီးနှစ်ပွဲပဲ Okay, so chapa. ကဲစကြပါဦးမြင်ကြည့်မယ်နော်ဝေါအရှာအရာဘောအရသားလေးမွေးပြီးတော့မှလေးဘယ်လိုပြောရမလဲရောင်းဝစလို့ကောင်းတာသူကလော်ထားတော့လေဆန်လော်ရဲ့အရသားလည်းတမျိုးခဲတွေ့လားဒါအဝအစားအဖွဲတည်းလေအလအစားအဖွဲမဟုတ်ပါဘူးရှင့်အဝါစာကဲရစနောချမိစီရိုလဲလိုက်လို့စတတ်ကြလိမ့်မယ်လို့ပြောနေပါတယ် See you.